ေလေခင်ရတဲ့မိတ်ဆွေတကယ်လည်းခင်ရတဲ့ဆရာသမားတွေဖြစ်ပါလိမ့်စမီးဒါမျိုးတကယ်ပညာရှင်မှာတတ်ပညာရှင်အသိပညာရှင်အမတန်အမျိုးဆရာကောင်းနေတယ် ကျွန်တော်ဥမော်မင်းရဲ့ငွေချံပေါ့တပည့်ကြီးဝိဇာသားကြီးတယောက်အနေနဲ့ကျွန်တော်အနေနဲ့တိတ်ပြီးတော့အလုံးပူဆွေးနေကြရတယ်ဆိုမှကျွန်တော်လည်းဒီလိုပဲပူဆွေးနေရပါတယ်ဆိုတာတော့အထူးပြောကြရတော့မရှိပါဘူးလေနေကောအမြဲအမြဲတွေ့တယ်မင်းနဲ့ဒီကန်ကြီးဒီဘက်နှစ်ပတ်လိုပါမင်းနဲ့မတွေ့တာအမြဲ ်ဘာသာပြဖို့ရှိရလေတော့ကပေးဒါလေးပဲရှိရလာလေးနဲ့တွေ့အောင်ကျင်းတတ်ပါလေမနွေမင်းနဲ့တွေ့တဲ့အချိန်တည်းတော့စမားကောင်းကောင်းမလို့လေးပြောနေတယ်။အဲ့ဒါအမေအဲ့ဒါကစကားပြောတဲ့အားလုံးကတော့တည်ချိန်တမ်းပြီတဲ့။ကျောက်ကတော့သွားနေမယ်ခမားနောက်မဟုတ်တယ်ကျမနောက်ကလိုက်ခဲ့မှာသွားနေဘသူမှတန်ဝန်စင်မတွေ့နဲ့။ကိုကိုကိုပဲကိုကိုကိုကောင်းမှတ်ပြီးတော့သွားပါကူမီမြေသာပဲမှာပါလေ။ ကိုစိတ်ချပြီးတော့ထားခဲ့တယ်လို့ပြောရမှာပေါ့။အေးပေါ့အေးဒါတော့သူမသိမယ်အေးတို့မသိဘူးလေ။ဒါတော့သူမသိဘူးပေါ့မသိဘူး။ဒါမျိုးသူအေးချမ်းသာနေသွားပါလေ။သူဒီလောက်အသက်ရှိအောင်ပြုနေရဆိုသူမိမလေးကောင်းလို့ပေါ့။အေးမြင်ရတယ်။ဟုတ်ဘူးလား။ ကိုမြင့်ရောက်ရဖို့ဘုရားချမ်းသာဒုက္ခနဲ့ပြီးပြည့်စုံပါစေ။အေးတာဝန်မကြီးတဲ့တခွေကြီးတယောက်အနေနဲ့အခုရဲ့ဆရာရဲ့နောက်ဆုံးခီးကြီးမှာကျွန်တော်အကောင်းဆုံးမုံဆုံးဖြစ်အောင်ဆရာရဲ့ဟိုသာဝနာခန္ဓာကိုကျွန်တော် အစီအစားဆုံးဖြစ်အောင်အကြံဉာဏ်ကိုကျွန်တော်လုပ်ပေးနိုင်ခဲ့ပါတယ်အခုဒီဒီတကြိုကန်ဒီဆရာကိုနောက်ဆုံးပို့ဆောင်ရမယ့်အချိန်ကျွန်တော်အများကြီးနှံသာရပါတယ်အမှန်ဆိုခွင့်ရှင်ဆရာအနောက်မှာကျွန်တော်ရှိနေခြင်းပါဒါလည်းဟိုကျွန်တော်တို့ရဲ့ဟိုဆရာအနောက်မှာမနေခြင်းလို့မဟုတ်ပါဘူးအကြောင်းအကြောင်းလေးကြောင့်ဟုတ်ကံကြမ္မာကကိုကကျွန်တော်တို့တွေကိုမတွေ့အောင်ပဲဖယ်ထားပြီးကြလားတော့မတွေ့ပါဘူး အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီဟိုသတိရင်ထဲမှာတော့သတိရနေတာပေါ့နော်အခုကျွန်တော်ဆရာကိုသိရတဲ့အချိန်ကြတဲ့အခါကျတော့ရှင်းရှင်းနောက်ဆင်းပါပဲကျွန်တော်ရောက်ကန်ဒီဆရာကြီးကိုတော့ရောက်ကန်ဒီအချိန်မှာဆရာဆုံးမသွားပါဘူးအဲ့တော့ပြင်မပဲပြန်ဆုံးသွားတဲ့သဘောလို့ပြောပါမှာပေါ့အဲ့တော့တာဝန်မကြည့်တဲ့ဒီဘယ်ကြီးတယောက်အနေနဲ့ကျွန်တော်ဥပ္ပုကိုလိပ်ပြမလုပ်အဲ့ကြောင့်ဆရာမျက်နှာကိုကျွန်တော်သိချာမကြည့်ရဘူးခုနကလည်း အဲကျော်ရှရရဲ့မျက်နှာကိုကြည့်ပြီးတော့ကျော်ရင်ထဲမှာတော်တော်မချိရပါဘူးဒါကြောင့်ကျော်ရှက်ကြီးတကယ်ငုံမိတယ်အခုခုကလည်းဟိုအများကြီးပုဂ္ဂိုလ်ကိုအပြစ်တင်မိတာပါနော်ဘာဖြစ်လို့ကျော်ရှရနဲ့လက်ပွန်းတစီရှိနေရတယ်ဒီကံကြီးအချိန်ထိကိုကျွန်တော်အနားမှာမရှိတဲ့ဟာကိုကိုကိုလူလုံးမရဖြစ်တာပါမင်းတော့ရှိနေသေးတာပေါ့နော်စောစောပြောပြီးကံကြမ္မာကပဲကျွန်တော်တို့ဖယ်ပြီးထားတာလားမသိဘူး ဒီသူပွဲလုံးဒီအခြေကြကမှာကျွန်တော်တို့ပြန်ပြီးတော့ဆုံဝင်ပေးတာတော့မသိပါဘူးကျွန်တော်တို့အဲ့လိုဖြစ်သွားပါတယ်အဲ့တော့ဒီဆရာရဲ့နောက်ဆုံးကြီးဒါမှလားခကြီးကိုကျွန်တော်အကောင်းဆုံးမုံဆုံးဖြစ်အောင်အကြံနိုင်ဆုံးဖြစ်အောင်ကျွန်တော်ဟိုအကောင်းဆုံးဖြစ်အောင်ဆိုပြီးတော့ကျွန်တော်ကျူးစားပါတယ်ကျွန်တော်ရဲ့အပေါင်းအသင်းဒီရုပ်ရှင်တရားဆောင်တွေရောဘာတွေရောအခုတော်တော်များများအထက်မှကျွန်တော်ရောက်နေကြပါပြီအဲသူတို့တွေနဲ့လည်းကျွန်တော်အဲ့ဒီအခုဝန်ထမ်းစကားတွေပြောရင်ဆရာကြီးဟိုကာရော ရှိကြတဲ့သူတွေကိုလည်းကျွန်တော်အားလုံးအားလုံးကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ရောက်လာတဲ့အချိန်မှာအဲကျွန်တော်ကိုသူနဲ့အနီးစပ်ဆုံးရှိနေတဲ့သူကတော့ကျွန်တော်ရင်ထုမနာပါဘူးအခုဘာဖြစ်လို့အခုအချိန်ကျမှရောက်လာတာလဲဆိုပြီးကျွန်တော်ထုရိုက်ပြီးတော့ကျွန်တော်အပြစ်တင်ပါတယ်ကျွန်တော်ကလည်းဒီဟာတွေကဟိုကြောင့်ဖြစ်လာတာမဟုတ်ဘူးဆိုတဲ့ကြောင့်ကျွန်တော်ကလည်းဟိုကြောင့်ပောက်ကွဲနဲ့အဆင်အထိဖြစ်သွားပါတယ်ကျွန်တော်အရင်ဆုံး အာထူမော်ကကျွန်တော်ကိုလာပြီးတော့ထိန်းပြီးလို့တခြားမီဒီယာအဖွဲ့တွေကလာထိန်းပြီးလို့ကျွန်တော်အဲ့ဒီမှာအိုဂျီဟေ့ရင်းနဲ့ဟိုကျွန်တော်ဟိုဟွာဖြစ်တော်တော်လေးကျွန်တော်ဒေါ်လာထွက်သွားပါတယ်အဲအဲ့ဒီလူတွေဖြစ်ခဲ့တယ်ပေါ့နော်ဟိုသူကလည်းညှော်နေတာပါတဲ့ကွန်ပျူတာလေးလေးကိုညှော်နေတာပါတဲ့ဒီကနေ့အချိန်ထိဟိုတဲ့သူကအဲ့လိုပါပြသူအများကြီးအထီးကျန်တယ်ပေါ့နော်အထီးကျန်သွားနဲ့သူနောက်ဆုံးခီးကိုသူကဖြတ်တန်းနေရတာပါ အဲ့ဒါကိုကျွန်တော်ပြောနေရဆိုတဲ့ဟာကပြောမယ်ဆိုတာကျွန်တော်သိပါတယ်။ဘာဖြစ်ဆိုတော့အားလုံးထဲမှာကျွန်တော်ကိုအခြေဆုံးအားကိုးဆုံးဖြစ်ခဲ့တဲ့အတွက်ကြောင့်အဲကျွန်တော်ကလည်းအဲ့ဒီအခြေအနေမှာသူ့အနားမှာမရှိဘူးပေါ့နော်။အကြောင်းကြောင်းတွေကကျွန်တော်အနားမှာမရှိတာဖြစ်ခဲ့တဲ့ကြောင့်ကျွန်တော်ကိုကိုကိုမရှိတင်ပဲဖြစ်ရအောင်ကျွန်တော်ဆရာအတွက်ကိုကျွန်တော်နောက်ဆုံးအနေနဲ့ဟလာကျွန်တော်ရဲ့ဆရာဂိုက်တာဥမ္မောင်မြင့် ောင်းရောင်မွန်ရောင်ဘုံဘွားကိုရောက်ရှိနိုင်ပါစေလို့ပဲကျွန်တော်ဆုတောင်းပေးပါတယ်